မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီ2025ခုနှစ်မေလအတွင်းမှာဥစွာပထမတနေ့နေ့သားမိမိတွေတို့တလားစာဟောစရန်ကျင်းနဲ့ချောင်းရံဆောင်ရံအတွက်ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဥစွာပထမတနေ့နေ့သားမိမိတွေအားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေကြောင်းနဲ့ဘယ်ကနေကြည့်နေရလဲဆိုဆရာကဥစွာ comment လေးမှတ်ပေးကြပါအောင်ခင်ဗျာနော်တနေ့နေ့သားမိမိတွေ2025ခုနှစ်မေလအတွင်းမှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ ဘာကိုလှုပ်လှုပ်အစမှာယုံခံရတတ်တယ်နည်းနည်းလေးလရဲ့အစပထမအပတ်မှာကံရဲ့အညာလေးတွေပြုံနေရတတ်တဲ့အတွက်မိဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လရဲ့အစမှာတိုးရှက်လှုပ်ဆောင်တာမျိုးမလုပ်သင့်ဘူးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေးရှူရှာတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာကျမ်းမာရေးဟိုညံ့နေတာမျိုးလေးတွေကြောင့်အစင်းမြေကြိုက်တာမျိုးခန္ဓာကိုယ်နာကျင်ရတာမျိုးတွေတခုပြီးတခုဖြစ်တတ်တဲ့အတွက်လရဲ့အစမှာတော့မေလအစမှာတနုဒေသသမီးတွေအထူးကိန်းဆိုင်ပရိသာစင်ကျင်တင်တော့လဖြစ်ပါတယ် တို့အပြင်မကောင်းတဲ့အတတ်ပညာတွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအနဲ့ပတ်သက်ပြီးမနာလိုလို့မကောင်းတဲ့အတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်ကြောင့်မို့ဒါလေးတွေကိုဘီယူဆိုင်တတိချာစင်ကြီးရန်လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာတို့အတူမိတ်ဆွေတို့အလောက်ကိုင်လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်လာရင်တလူငယ်တာပြီးမိတ်ဆွေတွေဟာလရဲ့ပထမ9ရက်တော့ကြော်မသားအရေးကြီးသောလုပ်ငန်းတွေအရေးကြီးတဲ့စောင်းသားရေးကိစ္စရပ်တွေကိုပြုမှုဆောင်ရွက်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်။လုပ်ငန်းနဲ့ပတ်သက်ရင်တော့အလုပ်တစ်စတင်လှုပ်ဆောင်တာမျိုးဥဆောင်လုပ်တာမျိုးအာမခံလုပ်တာမျိုးတွေ အဲလောက်ဆောင်လာတာမျိုးတွေမှာအနှဲငယ်လေးပို့မိုးတတိထားတင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဘာကိုလှုပ်လို့ တေးကြတဲ့မိတ်ဆွေတို့ငားလာပိုင်းဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်တွေပေါ်လာရတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘာကိုလုပ်လို့ကိုယ့်ကိုအပြန်ဆိုင်နေများစွာကြုံရတဲ့အတွက်ဇွဲရှိရှိနဲ့ဇောက်ရှာပြီးလုံမာတာအောင်မြင်မဲ့ပြဿနာတွေမကောင်းပြောခံရတာမျိုးမိမိကိုတပုတ်လေးနဲ့ပြောခံရတာမျိုးတွေကြုံရတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တို့တွေသာပြီးမိတ်ဆွေတွေနေနဲ့ဘာကိုဖြစ်ဖြစ်ပြဿနာတွေတပုတ်လေးတွေနေကိုမျက်နှာရှင်းဆိုင်ဖြေရှင်းနေတာမျိုးထက်ဥပ္ပခါပြုတာတာပိုကောင်းပါတယ်ပြဿနာကိစ္စတွေပေါ်လာတဲ့အခါမှာရှင်းလေးရှုပ်လေးရှင်းလေးရှုပ်လေးဖြစ်ရတဲ့အတွက်ကြောင့်မလို့တို့တွေသာပြီးမိတ်ဆွေတွေ ာဒီရက်9လပိုင်းဆိုရဲကာလအတော်အတွင်းမှာတော့ပြဿနာကိစ္စရက်တွေကိုဖြစ်နိုင်ရင်ဥပ္ပခါပြုတာငကလက်ပြုတာတာကောင်းတယ်ထို့အတူပဲမိတ်ဆွေတို့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေနဲ့ပတ်သက်လို့ညံ့ပါတယ်လုံငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ဥစွာညံ့တာလေးတွေကိုဆရာဥစွာပြောပြမယ်လုံငန်းကိုင်ငန်းနဲ့ပတ်သက်တနင်္ဂနွေသတိတရားမိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းအလုံဟောင်းနေညံ့ပါတယ်လုံငန်းဟောင်းကိုတိုးရှက်လှုပ်ဆောင်တာမျိုးထက်အစ်စ်လှုပ်ဆောင်တာမျိုးကပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျထို့ပြင်အိမ်တွင်းကိစ္စတွေမိသားစုရဲ့ကိစ္စတွေအမွေကိစ္စတွေအမှုကိစ္စတွေကို ဖြစ်နိုင်ရင်ကိုကိုယ်တိုင်လည်းမပြုတ်လို့နဲ့ အဲ့ဒီလိုဖြစ်နေတဲ့သူတွေလည်းမကူညီပါနဲ့အိမ်တွင်းကိစ္စတွေမှာမိသားစုရဲ့ကိစ္စတွေအစတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေကို့အကြောင်းဆိုပြီးတော့ဘိုင်နှိမ်တက်တက်တဲ့အတွက်ကြောင့်မလို့မိမိအနေနဲ့အိမ်နဲ့အဝေးကိုသွားပြီးတော့လောက်ကမျိုးလေးတွေခရီးသွားကိစ္စမျိုးလေးတွေမှာပုံမူအားသာကောင်းမှပါတယ်ဒီငါးလပိုင်းဆိုတဲ့ကာလအတာတော့ပြမှာဆိုတော့တို့လူတွေသားသမီးတွေဟာငွေကြေးနဲ့ပတ်သက်ရင်ငွေဝင်ကိန်းရှိပါတယ်ငွေကြေးနဲ့ပတ်သက်ရင်ဘာမှမခက်ခဲဘူးအိမ်တွင်းရဲ့မိသားစုရဲ့လူမျိုးရေးကိစ္စလေးတွေမှာတော့တော်တော်လေးဂရုစိုက်တည်ထားရမယ်ဒီလိုမျိုးမကောင်းပြောခံရတဲ့အခါမှာလူမျိုးရေးကိစ္စတွေတဦးနဲ့တူ တယောက်နဲ့တယောက်ပြဿနာအတိုက်ခိုက်တွေကြုံလာရရင်မကောင်းတဲ့တဲ့တင်တွေပပျောက်စေဖို့အတွက်ဆိုရင်ဆရာရေရာလေးတပါးလည်းပြောပေးပါမယ်။ကျတော့ပကံများထဲမှာဈေးကနေပြီးတော့ဂျင်းတက်ကြီးကြီးကလေးဝယ်လိုက်။ဂျင်းတက်ကြီးကြီးကလေးကြီးလေကောင်းနေပဲဝယ်ပြီးတော့ပကံများထဲမှာအဲ့ဒီဂျင်းတက်ကိုထက်အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ဟိုမိတ်ဆွေတို့ရဲ့ဇပွဲအမြင့်တနေရာမှာထွင်းပါဂျင်းထဲတာတွေအားလုံးဟုံရွေဖြစ်စေမဟုံရွေဖြစ်စေအပုတ်တွေကြော်နေတာတွေအားလုံးပျောက်သွားပါလိမ့်မယ်။မပြောင်မရှင်းထွင်းပါခင်ဗျာเนาะဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်ထီကန်ဆန်းလို့ကောင်းတယ်ထီပေါက်နိုင်တယ်မမြင်ရတဲ့အဆောင်ချောက်ပထန်းဆက်တွေရဲ့ပုံကိုဆက်တွေအကူကြီးတွေရရှိတတ်တယ်လို့တပည့်သားသမီးတွေနဲ့ပတ်သက်ပြီးတော့ငွေကြီးကန်ဒီအထောက်အကူရရှိတာမျိုးလေးတွေကြုံရတတ်တယ်အဲတရွာမှာပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့နေရာထိုင်ရင်အပြောင်းလဲအလုံးပြောင်းလဲလှုပ်ဆောင်လို့တဲ့မိစေများဘာကြောင့်မှတုံဆိုင်မနေပဲနဲ့အပြောင်းလဲနဲ့ရဲရဲဝံနဲ့ရှေ့လို့ဆောင်နဲ့လှုပ်ဆောင်မှာအကျိုးပေးပါတယ်နိုင်ငံခြားကိစ္စခီးသွွားကိစ္စပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရှေ့လို့ဆောင်ရရင်ထူးထူးခြားခြားနဲ့ကံကောင်းခြင်းတွေရရှိ ပါမယ်ခမအဝေးတနေရာကဆွေမျိုးသားချင်းတွေအဆက်အသွယ်ပြတ်နေသူတွေတဦးတယောက်နဲ့ငဘကဝေးကွာနေတော့မိတ်ဆွေတွေပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်တည်င်းကြရတာမျိုးတွေကြုံရတတ်တယ်။ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာဓုပြောင်းတာမျိုးတွေယာဓုတတ်တာမျိုးတွေယာဓုတိုးတာမျိုးတွေကြုံရနိုင်သောကာလဖြစ်တဲ့အတွက်တော့ချစ်တူဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပါတယ်။အလုံးဟောင်းမိတ်ဆွေဟောင်းတွေအပေါင်းသင်းဟောင်းတွေရီစာဟောင်းတွေချစ်သူဟောင်းတွေအားလုံးအဟောင်းဟောင်းတွေအားလုံးကညံ့ပြီးတော့အစ်စ်တွေကိုစတင်လှုပ်ဆောင်ရင်ပုံမအားပြုကောင်းမွန်စေတော့လာဖြစ်ပါတယ်။ ကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ချမ်းထွက်သီးနှံတွေကွန်ကွန်လို့ကွန်ပျူတာလို့ဆက်ရှိတဲ့တနင်္လာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာလေးတွေမှာအကျိုးပေးဆောင်ရွက်ပါငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းတာမျိုးတွေရရှိတတ်တယ်ထူးထူးခြားခြားဒီလမှာဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုညီကိုမှလည်းတားရှင်းတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောကာလဖြစ်ပါတယ် ရာထူးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ရင်ရာထူးလုပ်ငန်းအပြိုင်အဆိုင်တိုက်ခိုက်ပြီးပေါ်တက်တယ်လို့အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာစကားပြောအဖြစ်နိုင်လို့ရှိရင်အထက်လူကြီးကကိုယ်ကိုညှိုးတာမျိုးတွေမုန်းတာမျိုးတွေအထင်လွဲတာမျိုးတွေကြောင့်နည်းနည်းလေးအလုပ်ထဲမှာတော့စိတ်ပန်းလူပန်းဖြစ်အပ်တတ်တယ်။ဘာကိုလှုပ်လို့ငားလာပိုင်းဒီမှာစတင်အစမှာတော့နည်းနည်းလေးရုန်းကန်ခက်ခဲတတ်တယ်ဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ပတ်စဖို့ဆိုင်ရာလုပ်ငန်းတွေပြည်ပင်းပြည်ပခီးသွားဆိုင်ရာလုပ်ငန်းတွေမှာရှေ့လူဆောင်ရာလှုပ်ဆောင်လူကောင်းသောကာလဖြစ်ပါတယ်။ထို့ပြင်လူငယ်တွေအချိန်အိမ်မှာတော့ရှစ်သူကြီးသားရရှိနိုင်တယ်မိမိရှစ်သောမြန်လူသောသူကိုဖွင့်ပြောတာမျိုးရှစ်သူကုစားဘတ်ပေါ်တာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။ငကူကအဆက်အသွယ်ပြတ်နေသူတွေသွေးအေးနေတဲ့အချိန်အိမ်မှာတော့ပြန်လဲနှွေးထွေးမှုနဲ့အေးချမ်းမှုတွေရရှိလာမယ်လာဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အိမ်တော်ရှင်များခုကတော့နည်းနည်းလေးညံ့ပါတယ်ဝေးနေတာကောင်းတယ်ဆိုတဲ့အတိုင်းကွဲနေတဲ့မိတ်ဆွေဝေးနေတဲ့မိတ်ဆွေများခုကတော့ ဲဘာမှစိုးစိုးဝါးဝါးဘာမှမရှိပြင်မယ်အနီးကပ်နေတဲ့မိတ်ဆွေများကိုကတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေမိသားစုတွေအိမ်တော်ကြီးမှာနေနေရှင်းဆိုင်ကိုပြဿနာတက်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးကိစ္စအိမ်တွင်းကြီးကိစ္စမိသားစုကြီးကိစ္စတွေမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားမှာပုံမအောင်မြင်နိုင်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲတယောက်နဲ့တယောက်အိုမိမိရဲ့အိမ်အောင်ပတ်ကြောင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့လဆိုတာကတော့မလွဲတဲ့မသိကြုံရနိုင်ပါလေခင်ဗျာဒီလတာတော့တွင်မှာ အထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်ယင်အကျိုးပေးပါတယ်ကွန်ပျူတာစာရေးကိရိယာအုပ်သက်ကြောက်တန်းတို့အစရှိတဲ့အရာတွေတွေစေဝါဆိုင်ရာလုပ်ငန်းတွေတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေတွေစသောအရာမျိုးတွေရှေ့တူဆောင်နဲ့လှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်နိုင်သလိုတရားမှပြောင်းသူကောင်းမှဖြစ်စေတဲ့အတိုင်းအပြောင်းလဲနဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားပြုကောင်းမှုပြီးတော့အားသာနိုင်သလို အလူတန်းကိစ္စလေးတွေဘာသာရေးဆိုင်ရာပရာဟိတဆိုင်ရာလေးတွေလည်းများစွာပြုလုပ်ရတတ်သောလာဖြစ်ပါတယ်ခမညာထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့အနေနဲ့အဲမိမိတို့ရဲ့ကံဟာဟိုဒီလာတာတော်တွေမှာဘလောက်ပဲခက်ခဲစေကြမှုအဆုံးတက်မှာတော့အောင်မြင်ခြင်းတွေရရှိသွားမယ်နှစ်ဖြစ်တဲ့အတွက်အစမှညံ့မလို့လို့နဲ့အဆုံးတက်မှာကောင်းမွန်မယ်လာဖြစ်ပါတယ်ခမညာဒါအပြင်မိတ်ဆွေတို့အနေနဲ့အချိုးပေးသောအယောင်အနေနဲ့ဆိုရင်ဒီလာတာတော်တွေမှာဆိုရင်အချိုးပေးသောအယောင်ဟာအနီယောင်အစိမ်းယောင် ခဲရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာနိုင်တယ်လို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဘာလို့လို့လို့ဇနီးသားသမီးတင်းလာသားသမီးတွေနဲ့တွဲပတ်လို့ရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်မှုနဲ့အထောက်အကူဖြစ်စေတယ်လို့ဇနီးရက်တို့တင်းလာရက်တို့မှာစတင်ပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ဘာကိုဖြစ်ဖြစ်လရဲ့အစာမှာမလို့ဆောင်ပါနဲ့အားနည်းစီပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်နှစ်ကဏ္ဍခုနှစ်ကဏ္ဍကိုကဏ္ဍနေရာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်။ အကျိုးပေးစီတော့နော်ဟုတ်အကျိုးပေးစီတော့လုပ်ငန်းဆောင်တာအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာပြောဆိုတဲ့အခါမှာအောင်မြင်စရာအတွက်ဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေဆောင်ရတဲ့အခါမှာအဲလမ်းမင်းမှ သွားလာနေတဲ့အခါမိမိတို့ခရီးသွားကိစ္စအရေးကြီးကိစ္စတွေအစင်ပြေအောင်မြင်စေဖို့အတွက်လမ်းမှာတွေ့တဲ့ကြောက်ခဲကလေးအသေးလေးနှလုံးကိုဆောင်ယူပြီးတော့မိတ်ဆွေတို့ရဲ့လိုရာကိစ္စကလေးတွေကိုပြောဆိုဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့နှစ်ကဏ္ဍ ြောပြီးသွားပြီเนาะအကျိုးပေးစီတော့အရာဟာအရှိဆူဆူအရာဖြစ်ပြီးတော့စန်းတီယာရက်ကတော့အနောက်တောင်တောင်အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွင်မှာပရိသတ်စင်နေရမှာကတော့အမှုပညာဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တန်းလုံးတွေသားသမီးတွေညံ့ပါတယ် အတက်နိုင်ဆုံးကပုတ်လေးလွန်ပြောခံရတာမျိုးလေးကြုံရတတ်ပါတယ်။ဒါအပြင်အဖွဲအစည်းအသင်းအဖွဲနဲ့အများနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့လှုပ်ရတဲ့တင်းနေတာသမီးများအဖို့ဒီကာလအတော်ဒီမှာဖြစ်နိုင်ရင်အဲနည်းနည်းလေးကံလေးကညံ့နေအမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီပခုဘေးတင်ဘေးရဆန်းကြံတရုပ်ဆောင်တဲ့ပတ်သက်တာတွေအားနည်းစီတော့လာဖြစ်တာတော့အသေးအကြပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်အများနဲ့ပတ်သက်လာရင်မိမိရဲ့အတွေးခေါ်တွေကနည်းနည်းလေးဟိုဆက်နလို့ပေါ့ကံခေးနေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ နည်းနည်းတတိထားစင်ရင်လိုအပ်ပါတယ်ဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်တနင်္ဂနွေတနင်္ဂနွေရင်တွဲလောက်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုတရက်နေလို့တနင်္ဂနွေရက်တို့အဲ15ရက်တို့14ရက်တို့မှာအတက်နိုင်ဆုံးစင်ရင်တတိထားလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာတတိထားစင်ရင်ရမယ်အရာကတော့အဟောင်းတွေအားလုံးကိုညံ့ပါတယ်မိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းစက်ပစ္စည်းဟောင်းရင်ဟောင်းကြီးစားဟောင်းချစ်သူဟောင်းတွေတောင်ညံ့ပါတယ်ခင်ဗျတပုတ်လေးမျိုးပြောခံရတတ်တယ်အမှုကိစ္စတွေအမွေကိစ္စတွေဖြစ်နိုင်ရင်မကူညီပါနဲ့ကိုပါရောပြီးတော့အပူကူတတ်ပါတယ် ဘာလို့လဲတော့ဒီလာတာတို့တွေမှာမိတ်ဆွေတို့အနေနဲ့အဲအရေးကြီးသောဆောင်းတာမိတ်ဆွေတို့အနေနဲ့ဒီလာတာတို့တွေမှာဆိုရင်ဘာလို့လို့တတိထားဆင်ကျင်ရမယ်အရက်ခྱི་သွားရံအတွက်ဆိုရင်လို့ရှိရင်မျက်နှာမမူသွားတဲ့အရက်တတိထားဆင်ကျင်ရမယ်အရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတဲ့အခါအမီခိုးရအောင်လို့မဲနယ်ရအောင်လို့ဝစ်စင်လာလေးဒီကိုတတိထားဆင်ကျင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အရေးကြီးသောကိစ္စတွေပြုမှုတွေကကြံ့ကြာဈေးနိုင်ပါတယ်ခင်ဗျမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့ မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ချောင်းနဲ့ခုနှစ်ချက်တိတိထိပြီးတော့ရိုက်ပုတ်ဖြည့်တွေ့ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်သွက်သွားပါလိမ့်မယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတနည်းမလို့တာသမီးတွေအယုံကန်ရတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်တက်မြောက်ပြီးတော့အရာကိုသာအသုံးချပါလို့ပဲဆရာကအကြံပေးလိုပါတယ်။ဟောပြီ။ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင် လူမှုရေးကိစ္စတွေဆွဆွဲခံရတတ်တယ်အယိုးဆွဆွဆွဲခံရတတ်တဲ့အတွက်တော့တတိထားသွားလာတာဟာပုံမကောင်းမွန်တော့လာဖြစ်ကြောင်းဆရာကထလောင်းပြောလိုပါတယ်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်စီပြီးတိုးတက်စီရန်အတွက်ပြုလုပ်ရမယ်ကြေရာမပြောမိမှာဆရာငင်နာမပေးနေမရှိရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မိများနိုင်မှာကြောင်းနဲ့ဆရာတက် TikTok Messenger မှာဗီဒီယိုမဟောကြောင်းကိုထပ်လောင်းဩပါပြုရင်းနဲ့ မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာအစဉ်ပြေစဉ်အဋ္ဌံဝင်လို့တပါဆိုလို့ရှိရင်တော့အဋ္ဌံပြုလို့တဲ့မိတ်ဆွေများအခုကတော့ဆရာတို့ရတေကြီးဥခန္ဒီရဲ့ဂါရာကိုပဲပတိစိတ်တာမျိုးဖြစ်စီ ယတိဥက္ခဏီရဲ့ပဋိစိတ်ကြီးဖြစ်တဲ့အရဟံတိတ်ကြီးဘဂဝါအောင်ဆိုတဲ့ပဋိကိုတနေ့ကိုငါးပတ်လုံးနဲ့မိမိတို့၁၁ရက်ပဲဝင်ဝင်မိမိတို့နည်းနည်း၆ရက်ပဲဝင်ဝင်နိုင်ရလေးကိုအတိတ်ကံပြုနေအောင်မြင်တိုးတက်ပြီးတော့အစဉ်ပြေသွားမှာအတိကြပဲဖြစ်တယ်ခင်ဗျာကန်စာတာညံ့နေတာတွေကိုပြေပြောက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့နည်းနည်းကန်စာတာညံ့နေမှုတွေကိုအားနည်းစေမှုတွေကိုပြေပြောက်တိုးတက်စေရအတွက်ဆိုလို့ရှိရင်တော့မိမိရဲ့အဝေအစားအဟောင်းလေးကိုမိမိရဲ့မွေးနေ့မှာမရှိစင်းရဲသားတော့နော် ိုဆွမ်းရလို့ပေါ့ရှင်ရှင်လက်အင်ကချုပ်တဲ့နေတယ်သူတွေကိုလှူဒိုင်းရင်ကံကောင်းစီပါတယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးအငွေကြေးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ကျတော့ဟိုမိတ်ဆွေတို့ရဲ့ဟာလာဟိုအိမ်မှာကျွေပံများတစ်ချက်အဝိုင်းလေးထဲမှာဖြစ်စီเนาะကျွေပံများတစ်ချက်ထဲမှာမလိုအောင်လဲဆိုတော့ဆရာတို့စာဒဘဝလို့ရေးလိုက်စာဒဘဝလို့ရေးလိုက်စာဒဘဝလို့ရေးပြီးသွားတဲ့အခါမှာမိတ်ဆွေတို့ရဲ့အဲ့ဒီရဲ့เนาะစာဒဘဝရေးထားတဲ့ကျွေပံများထဲမှာ ပေါင်မုတ်က200ဆက်ဒါပြီးတော့တောက်တော်ကြီးကတစ်ခွက်လူပြီးတော့မိမိတို့အနေနဲ့ငွေကြေးကံကောင်းစီလို့အတွက်အစင်ပြောင်မျက်စွာဖျားရှင်မှာဆူတောင်းရင်ကန်စတာကောင်းပြီးတော့အဆက်ဆက်ရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ကနေသားသမီးမိတ်ဆွေတွေအားလုံးငားလာပါဦးပြင်မှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကမေတ္တာပို့ဆူတောင်းရင်းနဲ့တနေ့လာသားသမီးတွေအလှဲကိုဆက်ပြရစေခင်ဗျာ